်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ဇွဲတစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးတော့မှာပါရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာမိုးကြီးပြီးလေပြင်းတိုက်တဲ့အတွက်ငလင်ဘေးတင်သူတွေနေထိုင်တဲ့ယာယီတဲတွေလန်ထွက်ကုန်ပြီးပစ္စည်းတွေလည်းရေဆုပ်ကုန်တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ ဧပြီလ28ရက်နေ့လယ်ပိုင်းမှာလေပြင်းတိုက်မိုးပါကြီးခဲ့တာဖြစ်ပြီးအရင်ငလင်ဘေးတင်ခဲ့တဲ့ဒေသခံတွေနေထိုင်တဲ့တဲဟာလေထဲပကုန်ကြတယ်လို့ပြောပါဗျ။အဲ့ဒီလို မိုးရွာလေပါပြင်းထန်တဲ့အတွက်ငလင်တန်ကြောင့်ဖြိုဖျက်ထားတဲ့အိမ်၊သမိုးတွေကလေနဲ့တူလိုက်ပါကလွင့်ဆင်လာတာကြောင့်အများပြည်သူအသက်အန္တရာယ်စိုးရိမ်ထိတ်လန့်ခဲ့ရသေးတယ်လို့ပြောပါဗျ။အင်းလေးမှာမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ကျေးရွာ25ရွာကအဆောက်အအုံ3255လုံးပျက်စီးပြီး လူဦးရေတရာဝန်းကျင်တည်ဆုံးကခမန်းလူရေ16000နဲ့2000ကြားငလင်ဘေးဒဏ်ကိုရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ပို့လူငယ်အစည်းအရုံး PYO ကထုတ်ပြန်ထားပါတယ်ခင်ဗျာစကိုင်းတိုင်းကလင်းမြို့နယ်ကကြေးရွာတွေကိုစစ်ကောင်စီတပ်ကဧပြီလ26ရက်ညနေပိုင်းကစတင်ကနှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စီကနေသိရပါတယ်ကလေးမြွနယ်တဲကရွာ6ရွာကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာတွေဝိုင်းထွဲလေရင်တွေ MI35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့နှစ်ရက်စတိုက်ဘုံအလုံး30ကျော်ကျဲချသွားခဲ့တာလို့ဆိုပါတယ်။ဒေသခံ9ယောက်ထပ်မံတဲ့တေဆုံးကဖုန်ကြီးကျောင်းနဲ့နေအိမ်တွေပျက်စီးခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာဧပြီလ26ရက်ညနေပိုင်းမှာကလေးမြို့နယ်ကနတ်ချောင်းနတ်မြောင်းနဲ့ချောင်းခကျွာတွေအပြင်ဧပြီလ28ရက်မနက်8နာရီခွဲဝန်းကျင်မှာလဲကလေးမြို့နယ်တောင်ပိုင်းကအောင်ချမ်းသာနဲ့ငါးဖားကျွာတွေအနီးကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဟယ်လိုအမရေမင်္ဂလာပါရှင် ကျမက DVB သတင်းတော်မျက်သစင်ပါရှင်အင်အားဖြင့်စကိုင်းငယ်လင်လောက်ခတ်ခဲ့တာအခုဆိုရင်အဲတလနီပါကြာခဲ့ပြီဆိုတော့လေအဲဝမ်ရင်းမြူရဲ့လက်ရှိခြေနေကကုညီကယ်ဆယ်ရေးတွေလုပ်နေရတော့မဲ့လားဒါမှမဟုတ်ပြန်လဲထူထောင်ရေးခြေနေကိုရောက်နေပြီလားရှင်ဟုတ်ကဲ့အခုလက်ရှိမှာတော့ပေါ့နော်ဝမ်ဒရမှာကုညီကယ်ဆယ်ရေးတွေမလုပ်တော့ပါဘူးပြန်လဲထူထောင်ရေးအခြေအနေကိုတော့ရောက်နေပါပြီ ဒီလုံးဝအုပ်တုံးပြုတ်ပြတ်သွားတယ်အိမ်ပေါင်း56အိမ်ရှိတယ်အဲ့ဒီ56အိမ်ပေါ့နော်များသောအားဖြင့်ကတော့အဲ့ဒါဒီအကုန်လုံးကဒီနှစ်သက်တမ်း60-80ရှိတဲ့ရှေးတိုက်တွေပေါ့နော်အဲ့ဒီတိုက်တွေအကုန်လုံးလည်းဒါဖြိုဖျက်ပြီးတဲ့အဆင်ကိုရောက်သွားကြပါပြီဒီတချို့နေရာတွေကတော့ ဖြိုတော့ဖြိုဖြတ်ပြီးသွားပြီးသူတို့ရဲ့ဒီအုပ်ပုံကြီးတွေကိုဒီရွှေ့လို့မပြီးသေးတာတို့ဘာလို့တော့ရှိလို့ပေါ့နေရာထိုင်ခင်းအစင်မပြေတဲ့သူတွေတော့ရှိတယ်ဒါပေမဲ့အရာတွေကလည်းများသောအားဖြင့်တော့ဒီအောက်ခြေကလူတွေတော့မဟုတ်ပါဘူးဒီမြို့မျက်နှာဖုံနေပဲဆိုတော့သူတို့နီးသူတို့ဟန်နေတော့အစင်ပြေအောင်ဒီပြန်လဲထူထောင်ရေးကိုစူးစမ်းနေကြပါတယ်ဟုတ်ကဲ့ပါအမဟိုဝမ်းရင်းမြို့မှာပေါ့နော်ဒီအပြိုပြက်တွေရှင်းလင်း အဲရှင်းလင်းတဲ့အချိန်မှာပေါ့နော်ဒီလိုလာရောက်ကူညီပေးတဲ့အဖွဲ့တွေရှိပါသလားဒါမှမဟုတ်ကိုထူကိုထားလုပ်ကင်ခဲ့ကြရတာလားရှင်ဒီအမားတို့ဘောဒီ one twin bus ဆိုလို့ရှိရင်လူနေအိမ်နေပြိုသွားတာမရှိဘူးပေရောဘက်ကအများဆုံးပြိုသွားတာပေရောဘက်မှာလုံးဝဖြတ်လိုက်ရတဲ့အိမ်ပေါင်း56လုံးဒီနေ့ထိ နိုင်ငံတော်ကလာပြီးတခုခုလုပ်ပေးသွားတယ်လို့လည်းမရှိသေးဘူးအစောပိုင်းကကြားတရာကမမတို့ရဲ့ဒီစီမံအုပ်ချုပ်လာနကစားတွေပေါ့နော်အဲ့တို့ရုံးထဲမှာရှိတဲ့ကရင်ကိုတို့ကဖရီးငါပေးမယ်ကိုစီကိုထက်အဲ့လိုမျိုးတို့ပြောပေးမယ်အခုထိတော့လက်ရှိကတို့အဲ့လိုဖရီးငါပေးတာရောလောက်တာရောလုံးဝမရှိသေးဘူးတဲ့မရှိသေးတော့ကရင်ကတနာရီကိုနှစ်သိန်းလုံးနဲ့အခုငှားရတယ်တဲ့ဒီရလဲကွာကိုပဲထည့်ရတယ်ပြောလေအဲ့ဒီဒီ UNICEF ကပဲတဲ့အိမ်လုံးဝပြိုသွားတဲ့အိမ်တွေက လူတွေကိုလေအိမ်သား၃ယောက်ရှိရင်၃သိန်း၅ယောက်ရှိရင်၅သိန်းအဲ့ဒါလည်းအခုပေးသွားပြီတဲ့ပြီးခဲ့တဲ့အပတ်ကအဲ့ဒါပေးသွားတယ်တဲ့ကိုလိုပရာဟိတအတင်းတတိလေးတွေကတော့ဒီမှာမျိုးဆက်တစ်ပါရမီတို့ပါတော့အဲ့လိုတော့မှတ်မိလိုက်တယ်အဲ့လိုလေးတွေကတော့အစားတောက်ဒီပါတွေတော့ဟုတ်ငလင်စဖြစ်ခါစားဒီလွန်ခဲ့တဲ့နှစ်ပတ်လောက်ကအထီတော့အဲ့လိုလေးတွေလာဝေတာဘာညာတော့ရှိတယ်ဒီနောက်ပိုင်းတော့မရှိဘူး ဒီမျိုးမှအဲ့လိုမျိုးပရာဟိတကားတွေဝင်ထွက်သွားလာနေတာတို့ဝေတာတို့တော့မရှိဘူးညီမလေးအမားတို့စီကရကန်းလုံးတဲ့မျိုးဆိုတော့လေဥမာဒီရကန်းခတ်တဲ့ဝန်တန်းတယောက်အိမ်တစ်ခုခုဖြစ်ရင်ရကန်းပိုင်ရှင်ကတိန်ကို3သိန်းဆို5သိန်းအဲ3သိန်းဆို3သိန်း5သိန်းဆို5သိန်းအဲ့လိုပေးတာမျိုးတွေရကြတယ်ပြီးတော့အမားတို့တွေကမရကန်းလုံးတဲ့ဆိုလို့ရှိရင်ရကန်းယုံအသေးတွေကအထည်ကိုအကြီးကြီးစီမှာအပ်တာ တော့အကြီးကြီးကသူတို့ရဲ့ဒိုင်ပေါ့နော်အဲ့လိုရကန်းရုံအသေးတွေပြတ်သွားတယ်ဆိုရင်လည်းတဲ့အဲ့လိုဒိုင်တွေကပဲပေါ့သူတို့ဒီပါတနာတွေမပြောင်းကြည့်တဲ့အနေနဲ့နှစ်သိန်းသုံးသိန်းအဲ့လိုလှူတာတွေအချင်းချင်းတော့လုပ်တယ်ဟုတ်ကဲ့ရှင်အဲဝမ်နွေမျိုးကဘယ်နေရာတွေမှာပေါ့နော်ဒီအကူအညီတွေအလိုအပ်ဆုံးချီနေလဲရှင်အဲဘယ်လိုမျိုးအကူအညီတွေလိုအပ်နေပါသလဲရှင်အကူအညီတွေအလိုအဆုံးကမြို့ပေါ်ဆိုလို့ရှိရင်ဒီတဲရော အောင်မင်္ဂလာရက်ွက်ဒီအရှိတ်ဒီဘူတာအထိအကုန်လုံးရက်ွက်တရားလိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရက်ွက်တွေမှာနေဒီအင်ဂျီတွေအများစုပြိုသွားပြီးတော့တဲရောဘရဲ့အတိအပြောက်အများဆုံးကလည်းအဲ့ဒီရက်ွက်တရားဖြစ်သွားတာမလို့ပါ။သူတို့စီမှာဆိုလို့ရှိရင်ကိုပါတာကိုဂရေးငားမယ်ဆိုလို့ရှိရင်ဂရေးငားခါက တနာရီနှစ်သိန်းကြတာမျိုးရှိတယ်။စီးကွာကိုဖြစ်ရတာမျိုးရှိတယ်။ဖြိုဖျက်ထားတဲ့အုပ်ပုံတွေကိုစွန့်ပစ်ဖို့ကလည်းအဲ့လိုမျိုးပေါ့နော်။ကားတစည်းတိုက်စာဆိုလို့ရှိရင်3000 3000ကြတော့ဒီဖြိုဖျက်ရေးနဲ့တန်ရှင်းရေးလုပ်ဖို့ကိုတို့မှတော်တော်လေးအကူအညီလိုအပ်နေတယ်။ ညီတဲ့အနေနဲ့ဆိုလို့ရှိရင်တော့အများအားဖြင့်ကတော့ကိုထူကိုထပဲသွားတယ်။ဒါပေမဲ့ဒီမြန်မာနိုင်ငံဒီကပြာသမကအတင်းကတော့အိမ်ဆယ်လုံးကိုပေါ့နော်တအိမ်အောင်ကိုနှစ်သိန်းချက်နဲ့လူသွားတာလေးတော့တွေ့လိုက်တယ်။ကျန်တာကတော့ကိုရဲ့ရွာအတွင်းပဲကိုပါသားကိုအလူခံပြီးတော့နည်းနည်းကူညီနေကြတာမျိုးပါ။ ဒီရွာတွေဘက်မှာဆိုရင်လည်းလေအဲ့လိုလာပြီးတော့ထူထောင်ရေးလုပ်ပေးတာလို့ကုညီတာလို့လုပ်တဲ့အဖွဲ့အစည်းကအခုထိတော့လုံးဝမရှိသေးဘူးမရှိသေးတော့တို့တွေလည်းအားလုံးကိုထူကိုထားပါပဲဟုတ်ကဲ့ပါအမအခုလိုဖြည့်ချပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင် နေဒါနိုင်ငံဗန်ကူးဗားမြို့ကဖိလစ်ပီနိုပွဲတော်တစ်ခုမှာလူအုပ်ထဲကလူတူက SUV ကားနဲ့ဝင်တိုက်လို့၁၂ဦးထပ်မံနေတေဆုံးပြီးဒါဇင်နဲ့ချီတန်ရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကဧပြီလ28ရက်နေ့မှာထုတ်ပြန်ပါတယ်။ကျူးလွန်သူဟာအသက်30အရွယ်စိတ်ကျန်းမာရေးပြဿနာမတန်းရှိတဲ့ကိုင်ဂျီအဒန်လိုဆိုသူဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်မှုလို့သတ်မှတ်စရာအထောက်အထားတော့မတွေ့ရဘူးလို့လည်းရဲတပ်ဖွဲ့ကအတည်ပြုပါတယ်။ ကနေဒါရွေးကောက်ပွဲကျင်းပဖို့နှစ်ရက်အလိုစနေနေ့ညပိုင်းမှာအခင်းဖြစ်ပွားခဲ့တာဖြစ်ပြီးကျွလွန်သူကိုရွေချက်ရှိရှိတည်စီရန်ကြံရွယ်တဲ့ဒုတိယဒီဂရီလူသက်မှုရှင်မှုနဲ့အမှုဖွင့်ထားကြောင်းသိရပါပါတယ်ခင်ဗျာ DPP ရုံးမြင့်တန်ကြားနောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ